ြေကြီးမြေကြီးလူတွေကိုပြောလိုက်စမ်းပါဒုက္ခကိုမကြောက်ကြပါနဲ့တကယ်လို့ဒုက္ခဆိုတာအမြင့်တကူကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းအနှီးကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငြိုသီးစားသလိုပဲဆက်တယ်ဒါပေမဲ့အရသာတော့ရှိတယ်ရှင်လိုက်ရှိတယ်လို့ဘဝရှိရင်ဒုက္ခဆိုတာရှိတယ် တကယ်တော့ဒုက္ခဆိုတာတဘာဝတရားကြီးကပေးထားတယ်လူတယောက်ကဘဝကိုစိတ်ဓာတ်မှာကြောသွောင်းခိုင်ခန့်သွောင်းသူရဲကောင်းနေဖြစ်အောင် အာဇာနည်တွေဖြစ်အောင်ပြုပြင်မွန်းမှန်စီရင်ခြေတတ်ရတဲ့စူးတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်ဒုက္ခမတွေ့ဘူးတဲ့သူကဘယ်တော့မှအောင်မြင်မှုကိုလည်းရမှာမဟုတ်ဘူးပေါလီယာပြောတာမင်းတို့ပဲတွေးကြည့်ကွာ မာစနစ်ကတင်းမောတာမပြည့်ရင်ရာဇဝင်တွေစရာအကြောင်းအရှိဘူး